မင်္ဂလာပါရှင်ခနေသားသမီးများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေတရှိခွန်ကဗီဒီယို YouTube Channel လေးကနေပြီးပြန်နေပြီးကြိုဆိုလိုက်ပါတယ်ဆမကတော့ဆောလောင်းနေပြီဖြစ်ပါတယ်ဆမနေကအရှိမပြောထားတဲ့အတိုင်းဒီတစ်ပတ်မှာဆိုရင်တစ်ကျွင်းနေရဲ့နော်မဟာဗုဒ္ခနေသားသမီးမဟာဗုဒ္တစ်ကျွင်းနေရဲ့ကန္တရာလေးကိုပြောပြပေးနေတာဖြစ်ပါတယ်အဲ့ဒီတစ်ကျွင်းနေထဲမှာဒီတစ်ပတ်ပေါ့နော်ဒါပြောပြပေးသွားမယ်အကြောင်းအရာလေးတွေကစနေသားသမီးတွေရဲ့ အထွန်းဝါစနေသားသမီးလေးတွေရဲ့မြစ်တာရေးကဏ္ဍအိမ်တော်ရေးကဏ္ဍနော်နောက်ပြီးတော့ကျန်းမာရေးပညာရေးကဏ္ဍလေးတွေကိုဆင်မတခုချင်းပြပြပေးသွားမှာဖြစ်ပါတယ်အစီအစဉ်လေးမစတင်ခင်မှာစင်မအနေနဲ့မြင့်တာရက်ခံချင်တာကတော့စင်မတို့ရဲ့ဗီဒီယိုလေးတွေကိုလည်းရှယ်လေးပြုလုပ်ပေးပါစင်မတို့ရဲ့တရှိခွန်က YouTube Channel လေးကိုလည်း Subscribe လေးပြုလုပ်ပေးပါเนาะစင်မတို့ရဲ့ဗီဒီယိုလေးတွေကိုကြည့်တော့မယ်ဆိုရင်တော့ VPN လေးခံပေးဖို့မမေ့ပါနဲ့เนาะ ကျင်းစနေသားသမီးတွေအထွန်ပွားလေးတွေရဲ့ဘောနော်ဒါမေတ္တာရေးခန္ဓာလေးကိုအရင်ဆုံးပြပြပေးသွားမှာပါအဲ့တော့စနေသားသမီးတွေရဲ့အခြေအကျန္တရာမှာဆိုရင်အခြေအမှစံပွင့်တက်သူတွေဖြစ်တဲ့လူချင်းလူခင်နဲ့ပေါ်များတက်တဲ့သူမျိုးတွေဖြစ်တဲ့မျက်နှာမြင်ချစ်ခင်ပါသည်အတန်ကြာသနာပါသည်ဆိုတဲ့စာတရှင်ထဲမှာပါတယ်နော်အခြေပိုင်းမှာစံတော်ပွင့်တယ်အဲ့တော့အချင်းရစမ်းပွင့်တဲ့တော့ကံခေတက်တယ်เนาะစမ်းပွင့်တဲ့တော့ကံခေတက်တယ်အချင်းကဏ္ဍမှာဟို ြောမယ်ဆိုရင်ငငယ်တွေကနေပြီးတော့ဒါချစ်သူဤစားထားတာမျိုးဒါမဲ့အခြေအမမြဲတာမျိုးတွေဘဝမှာကြုံတွေ့ရတတ်တယ်တဲ့နော်ဆန်းပွင့်ပြီးတော့တို့ကနည်းနည်းလေးအခြေဇာရှုပ်ထွေးတဲ့သူမျိုးနော်နာအနှဲငယ်ရှုပ်ထွေးပွေတည်တဲ့သူမျိုးတွေဖြစ်တတ်တယ်စိတ်ဝင်စားတဲ့သူတွေများပြားတဲ့အခါမှာရွေးချယ်ခဲခဲတာမျိုးတွေလည်းဘဝမှာကြုံတွေ့ရတတ်တယ်ငယ်စဉ်အခါမှာပေါ့နော်ဒါကြုံတွေ့ရတတ်တယ်အမမီတို့ကဒါမဲ့အခြေခံနာမှာဒါစိတ်နစ်ပြီးတော့ချစ်မိပြီဆိုရင်တော့အများတမ်းပဲကိုကအနှင်းနာခံပြီးပေးဆက်တဲ့သူမျိုးတွေဖြစ်တယ်ကိုကစိတ်နစ်ပြီးချ စ်လိုက်တယ်ဆိုရင်ကိုယ့်ဘောပြန်ပြီးတော့မကောင်းတဲ့သူမျိုးနဲ့ကြုံတွေ့ရတတ်တယ်။အဲကြောင့်အခြေဥခန္ဓာတွေရီစာဥခန္ဓာတွေကမတည်မြဲတတ်ပါဘူး။အခြေဥနဲ့လည်းတေချာတယ်မညားနိုင်တယ်လို့ရီစာဥနဲ့လည်းမညားနိုင်တဲ့သူမျိုးတွေဖြစ်တယ်။နော်အခြေမှလည်းအဲ့လိုမျိုးပေါ့ကိုကစိတ်မဝင်စားဘူးဆိုရင်ကိုယ့်ကိုစိတ်ဝင်စားတဲ့သူတွေများပြီးတော့တကယ်တကယ်ကိုစိတ်နှစ်တက်တဲ့သူတွေဆိုရင်ကိုယ့်ဘောမကောင်းတဲ့လူမျိုးဖြစ်တတ်တယ်။ပြီးတော့အခြေခန္ဓာကိုကိုကကိုချစ်တဲ့သူကိုပဲရွေးချယ်တတ်တဲ့သူမျိုးဖြစ်တတ်တဲ့အတွက်တဲ့။အဲ့တော့ငယ်စဉ်တည်းကနေပြီးတော့နော်အခြေခန္ဓာလေးတွေမှာစိတ်နှစ်တက်တဲ့သူဆိုရင်ငငယ် ဲ့ရေရွယ်နဲ့အိမ်အောင်ကြတာမျိုးလေးတွေနော်ဘဝပေးရတာမျိုးလေးတွေနော်ဘဝပြက်တာမျိုးလေးတွေကြုံတွေ့ရတဲ့သူမျိုးလေးတွေရှိတယ်အဲ့တော့အိမ်အောင်ငငယ်ရွယ်နဲ့အသက်20ဝန်းကျင်မှာအိမ်အောင်ကြခဲ့မှာဆိုအိမ်အောင်အိမ်တွင်းအိမ်အောင်ရေမအေးချမ်းတာမျိုးအိမ်အောင်တဆက်နဲ့မမြဲတာမျိုးတွေကြုံတွေ့ရပြီးအသက်25နေနောက်ပိုင်းအိမ်အောင်ကြခဲ့မှာဒါအိမ်တွင်းအိမ်အောင်ရေအဆင်ပြေမဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေ ဲ့တော့သူတို့လေးတွေကအခြေခံနာကိုစိတ်နစ်တတ်သူဖြစ်တဲ့ပူမင်မှုတော့ကမှုတော့ကလေးတွေနဲ့ဖြတ်တန်းတတ်တယ်ပေါ့နော်အခြေကိုအဲ့တော့မမိရပေါ့နော်ဒီအခြေကိုမကြခဏပေါ့ဒီကိုယ့်ရဲ့ကံစရာမှာအခြေကကံကောင်းတယ်ကံကောင်းတယ်ထင်ပေမဲ့အများမြင်မှာကိုကလူချစ်လူခင်ပေါ်ပြီးတော့စိတ်ဝင်စားတဲ့သူတွေမြတ်ပြနေတယ်ထင်ရပေမဲ့တကယ်တကယ်ကိုကအချစ်သူရွေးချယ်ပြီးဆိုရင်ကိုယ့်ပေါ်မကောင်းတဲ့သူတွေကြီးပဲတိုးတက်တယ်နော်အကြောင်းမလို့အခြေခံနာမှာစိတ်မနစ်ဖန်နေမှရမယ်အချိန်တခုလေးလာပါနော်အကိုကအခုမြင်ခုကြိုက်တာမျိုးဆိုရင်ဒုက္ခရောက်တတ်တာမျိုးတွေရှိ မယ်အဲ့တော့ဒီကိုယ့်ရဲ့ချစ်သူဟာရှစ်တမျိုးကိုရတမျိုးလောက်တာမျိုးဖောက်ပြန်ခံရတာမျိုးတွေလည်းဘဝမှာကြုံတွေ့ရနိုင်တဲ့အခြေရเนาะအကြောင်မလို့ကံကောင်းမလို့ねကံခေတတ်ပါတယ်အဲ့တော့အခြေကိုကိုယ်ကွယ်သူစိတ်နစ်တူဆိုရင်အများနဲ့စိတ်ညစ်ရတာမျိုးအပူတော့ကများတာမျိုးဘဝပြက်တာမျိုးတွေရှိတယ်အခြေရေးကိုပေါ့เนาะစိတ်မနစ်ဖဲနဲ့အချိန်တစ်ခုလေ့လာပြီးတော့ဥနောက်နဲ့ရွေးချယ်နိုင်မှသာအဆင်ပြေမယ်ပေါ့เนาะဘဝမှာအခြေကိုဦးစားပေးလို့မရပါဘူးเนาะအခြေကိုဦးစားပေးတဲ့လူဆိုဒုက္ခရောက်တဲ့ဘဝတက်လန်းနေပေါ့เนาะပညာရေးခဏတွေစီးပွားရေးခဏတွေဦးစားပေးပြီးတော့အခြေကိုเนาะနောက်ဆုံးမှထား မှသာအယယအဆင်ပြေပြီးတော့အခြေရုပ်ရှည်တန်းတင်သူဆိုရင်ဒုက္ခရောက်တတ်တာပူလောင်မှုတွေကြုံတွေ့ရမယ်ရုပ်တရက်အိမ်အောင်ကြတာမျိုးလေးတွေငငယ်ရွယ်ရွယ်နဲ့เนาะအပူတော့ကလေးတွေကြုံတွေ့ရတတ်တဲ့အတွက်အခြေရဆန်းပွင့်ပြီးတော့ကန့်ခေတဲ့အထဲမှာဒါတိကျွင်းစနေသားသမီးလေးတွေဖြစ်တယ် ိမ်နောင်ရေခန္ဓာလေးတွေကိုပြတ်ပြတ်ပေးသွားမှာပါအဲ့တော့ဒီတကျွင်းစနစ်သားသမီးတွေအိမ်နောင်ရေခန္ဓာလေးတွေကိုကြည့်လိုက်တဲ့အခါမှာအိမ်နောင်ရေပိုင်းနေရာအနှဲငယ်အညံ့တက်တဲ့သူမျိုးတွေဖြစ်တယ်ရုတ်တရက်အိမ်နောင်ကြပါကရုတ်တရက်ကွဲလှဲတက်တယ်နော်အဲ့လိုမျိုးအဲ့တော့ဒီချစ်သူဤသားတလားနှလားနဲ့အိမ်နောင်ကြတာမျိုးနော်မမျော်လင့်မနဲ့အိမ်နောင်ကြတာမျိုးတွေကြောင်းနဲ့အဲ့အိမ်နွေးအိမ်နောင်ရေမတိမြဲတာမျိုးတွေရှိတယ်နော်အိမ်နောင်ရေမှာအစာပိုင်းလေးတွေမှာဒါအဆင်ပြေပြီးတော့နောက်ပိုင်းကျရင်အဆင်မပြေမျိုးတွေရှိမယ်ပေါ့နော်အဲ့တော့ငယ်စဉ်တည်းကလို့ ဘယ်စီနေရတော့ကိုယ့်ရဲ့ဘဝဖြတ်သန်းလာခဲ့ရတဲ့အချိန်အတိုင်းမှာအိမ်တွင်းရေးနဲ့ပတ်သက်တာလေးတွေပေါ့နော်အဆင်မပြေမှုတွေစိတ်ပူပန်မှုတွေကြုံတွေ့ခဲ့ရသလိုအိမ်အောင်ကြရင်လည်းအိမ်အောင်ရေးပိုင်းမှာအေးချမ်းမှုလေးတွေအားနေတတ်တယ်ပေါ့နော်မမီစိတ်နဲ့တထထဲမကြတာမျိုးစိတ်လိုမကြမှုတွေဖြစ်မယ်အဲ့တော့အိမ်အောင်ကြကစားတနေ့နှစ်နေ့သုံးနေ့လောက်သာအဆင်ပြေပြီးနောက်ပိုင်းအဆင်ပြေပြီးမှုတွေရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုကနားလည်မှုနဲ့နော်ဒါသစ္စာရှိရှိနဲ့အလျှော်ပေးရှုံးပြီးလွတ်နိုင်မှအေးချမ်းလိမ့်မယ်နော်အဲ့တော့ဒီစနေသားသမီးတွေရမမီတို့ရွေးချယ်တဲ့အထက်မှာတနေ့လာသားသမီးတ င်းကနေတာသမီးနဲ့အိမ်အောင်ကြခဲ့မယ်ဆိုပူပန်မှုတွေကြုံရလိမ့်မယ် နော်အိမ်နွေးအိမ်တော်ရေးမေးချမ်းတာမျိုးနော်အဆင်မပြေမှုတွေဖြစ်တာမျိုးအိမ်တော်ရေးဖောက်ပြန်ခံရခြင်းအိမ်တော်ရေးမှာဒါအနောက်ရှက်များခြင်းတွေဘဝမှာကြုံတွေ့ရပြီးတော့အိမ်နွေးအိမ်တော်ရေးမေးချမ်းတတ်ပါဦးတဲ့ဂျန်နေသားသမီးတွေဆိုရင်တော့ကောင်းမွန်တဲ့အထက်မှာပါတယ်ဒါပေမဲ့မိမိတို့ကပေါ့နော်စနေစနေချင်းချင်းဆိုလဲအနှငယ်ပူပန်မှုတွေကြုံတွေ့ရနိုင်တဲ့အတွက်တနင်္ဂနွေတို့စနေတို့ပေါ့နော်ဒါတိန်းနာသားသမီးတွေအိမ်တော်ချခဲ့မှာဆိုအနှငယ်ပူပန်မှုတွေရှိမယ်အိမ်နွေးအိမ်တော်ရေးအေးချမ်းမှုအားနဲ့တက်တဲ့သူမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့မိမိတို့အနေနဲ့ပေါ့နော်ဒါအိမ်တော်ချတဲ့အဲအထက်ထဲမှာ မှတော့ဒါစနေသားသမီးလေးတွေအိမ်အောင်တစ်ခုเนาะဒါရွေးအိမ်အောင်ပြုတ်ဖို့ရွေးချယ်တော့မယ်ဆိုရင်အချိန်တစ်ခုလေးလာပါเนาะအဲ့တော့မမီးကချစ်တဲ့သူတဲ့မမီးကိုချစ်တဲ့သူကိုရွေးချယ်ပါเนาะအဲ့တော့ဘဝအတွက်ပေါ့เนาะအေးချမ်းအဓိကတော့ကိုကအိမ်အောင်ပဲရွေးချယ်နေတဲ့မှာရုံလာတဲ့သူတဲ့စိတ်လာတဲ့သူကိုရွေးပါချမ်းသာတဲ့သူတဲ့အီချင်းရှိတဲ့သူကိုရွေးချယ်နိုင်မှသာအဆင်ပြေနိုင်မဲ့အနေထားမှာရှိပါတယ်เนาะ ကျမ်းမာရေးခန္ဓာလေးကိုပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့တို့တွေကမကြာခဏဖြစ်တတ်တဲ့ယောဂါလေးညငရေစင်မှာတော့ ဘိုက်ပြေဘိုက်ကရာလေးထိုးလေးအောင်တာအဲ့ဒီအနေနဲ့ပါတာပေါ့နော်ရားနာပေါက်တာပေါ့အဲ့လိုမျိုးလေးတွေရေချိုးမှပြီးတော့ဖျားနာတတ်တယ်နော်ဒါအသက်အရွယ်ရလာတဲ့အခါမှာပေါ့နော်ဖြစ်တတ်တဲ့ယောဂါလေးတွေကတော့အောင်ကျော်အားနေတာဥကောင်းပိုင်းမကြီးတာဝမ်းပိုင်းနဲ့ပတ်သက်တဲ့ယောဂါအကျော်အားနေတဲ့ယောဂါအေးပြားရရနေယောဂါတွေဖြစ်မယ်အသက်ကြီးပိုင်းမှာဆိုရင်လည်းအာယုံကျော်အားနေတာလေနဲ့ပတ်သက်တဲ့ယောဂါအိတ်မပြောတဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်ဒါဘဝတသက်တာမှာတစ်ခုမှတစ်ခုဖြစ်တတ်တဲ့ယောဂါလေးတွေဖြစ်တယ်ငယ်စဉ်နဲ့ရပေါ့နော် အနောက်ထပ်ပညာရေးခန္ဓာလေးတွေပေါ့နော်ပညာရေးခန္ဓာတွေကကောင်းမွန်တဲ့သူတွေဖြစ်တယ်ညံကောင်းတယ်ဖြတ်ထိုးညံအတွေ့အခေါ်အယူအဆနော်ကောင်းမွန်သူတွေဖြစ်တတ်တယ်ဖြတ်ထိုးညံလည်းကောင်းတယ်ပေါ့နော်အဲ့တော့ပညာဖြင့်ထုံးနှင်းတောက်ပနိုင်သူတွေဖြစ်တယ်မမိရဲ့အကံအရာပညာရေးဘက်မှာစူးစမ်းသလောက်ထုံးပေါက်မယ်ပညာဖြင့်အတ္တမဝင်ချောင်းပြူတာမျိုးပညာရေးမှာပေါ့နော်စူးစမ်းနိုင်စမ်းကြအောင်မြင်မှုတွေရရှိမယ်အဲ့တော့ပညာရေးမှာအတောက်ဆက်အနောက်အချက်ပေါ့အတားအဆီးတွေလည်းဘဝမှာရင်ဆိုင်ရမယ်ခက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 ်စူးစမ်းရယူနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီအပေါင်းအသင်းလူမှုရေးပေါ့နော်အခြေရေးခန္ဓာတွေကိုစိတ် ြစ်မှုကြောင့်ပညာရေးခက်ခဲတာမျိုးဒပိုင်းလေးစားဖြစ်တာမျိုးကြီးလည်းချုပ်တွေ့ရတဲ့ထိုအရာတွေကိုစိတ်မနစ်ဖဲနဲ့ကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုရောက်အောင်စိတ်နစ်ပြီးတော့ပညာရေးခန္ဓာကိုစူးစမ်းမယ်ဆိုရင်ဘွဲနှစ်ထပ်ကွန်းသုံးထပ်ကွန်းရတာမျိုးเนาะဒါဆရာတစုဖြစ်တာမျိုးသူများတကပေါ့ဆရာလုံးဝတဲ့အလုပ်ရည်မှန်းချက်ရည်ရွယ်ချက်တွေအောင်မြင်ပြီးပညာဖြစ်ထုံးလင်းတောက်ပနိုင်တဲ့သူတွေပညာဖြစ်အတမိုးအကြောင်းပြုမယ်ဆိုရင်လည်းအောင်မြင်နိုင်တဲ့သူမျိုးတွေဖြစ်ကြပါတယ်ထို့ကြောင့်ပညာရေးခန္ဓာတွေကတော့ ကောင်းမွန်ပြီးတော့အနောက်အချက်ဓာတ်ဆီတွေကိုကျော်လွှားနိုင်မှအောင်မြင်မဲ့သူမျိုးတွေဖြစ်တယ်။နော်ဒါကတော့တစ်ကျွင်းစနေသားသမီးလေးရဲ့ဒါအချီရေးအိမ်နောင်ရေးကျဲမရေးပေါ့နော်ပညာရေးခန္ဓာလေးတွေကိုဆက်မှပြပြပေးသွားတာဖြစ်ပါတယ်။ဒီຢာလေးတွေကဒါမမီတို့အနေနဲ့ เนาะဒါဒီတက်တက်တာမှာကြုံတွေ့ရမှုဘယ်လောက်ရာခိုင်နှုန်းရှိလဲဒီလိုမျိုးလေးတွေเนาะကိုယ့်ရဲ့ဘဝမှာကြုံတွေ့လာရလာတာကိုပေါ့ကိုသေးချာเนาะသုံးသက်ပြီးတော့ဆောင်ရယ်ရှောင်းလေးလိုင်းနာမဲ့ချက်လေးလိုင်းနာပြီးတော့ဒါဘဝကိုဖျက်သိမ်းမယ်ဆိုရင်အဆင်ပြေမှုတွေဖြစ်လာပါလိမ့်မယ်ထို့ကြောင့်တိချင်းစနေသားသမီးလေးတွေဗောနောအထွန်းပွားလေးတွေအဆဆရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားပိုင်းတွေလည်းတိုးတက်ကြပါစေအသက်ရှူတိုင်းလည်းဝင်ဝေတွေတိုးကြပါစေယောဂဘေးအန်ဒီဘေးတွေကင်းဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြည့်ဝနိုင်ကြပါစေလို့ဆရာမကလည်းဆုတောင်းမေတ္တာပို့ 那来把的心。